ယော်ရီတိုင်းငတိုင်းချောင်းမြို့နယ်ကအမှတ်3-4လေးအမြောက်တက်ကနေစစ်ကောင်စီတပ်သားတွေနေ့စဉ်ထွက်ပြေးမှုတွေပုံမှုများပြားလာတယ်လို့တပ်သတင်းမြစ်တွေစီကသိရပါဗျ။အဲ့ဒီတက်အနည်းကိုမေလာကစတင်ပြီးတော့ရခိုင်တပ်တော် AA နဲ့တော်လိုင်းပူပေါင်းတပ်တွေကတိုက်ခိုက်လာတာကြောင့်တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးနောက်ပိုင်းစစ်ကောင်စီတပ်သားတွေဟာစိတ်ဒက်ကြပြီးထွက်ပြေးကြတယ်လို့သိရပါဗျ။ကကင်းတွေကြောက်ကုန်တော့စစ်သားတွေလည်းတိုက်ချင်စိတ်မရှိတော့ဘူး။ ဇွန်လအစပိုင်းမှာတင်ထွက်ပြေးကြတာ20ကျော်လောက်ရှိရဲ့လို့စစ်ကောင်စီနဲ့နီးစပ်သူတူက ARD Times ကိုပြောပါရယ်။လက်ရှိမှာအမြောက်တပ်3လေးလေးအနည်းကိုရခိုင်တပ်တော် A နဲ့တွန်လိုင်းပူပေါင်းတပ်တွေရောက်ရှိနေပြီးစခန်းသိမ်းမှုပြင်ဆင်နေတာကြောင့်လက်နက်ကြီးပစ်ခတ်တံတွေငတိုင်းချောင်းမျိုးပေါ်ကနေကြားနေရတယ်လို့ဒေသခံတွေကပြောပါရယ်။အဲ့ဒီအမြောက်တပ်မှာစစ်ကောင်စီတပ်သားတွေအင်အားနှေးပါလာပြီးခံစစ်အားနှဲနေပြီဖြစ်တာကြောင့် ဇွန်လ12ရက်နေ့ကလက်နက်ကြီးတွေကိုကျုံမျောခလိုက်ရ36ကိုအရေးပေါ်ရွှေ့ပြောင်းခဲ့တယ်လို့လည်းသိရှိရပါတယ်